တင်းဆက်ချီငွေမှလွှဲမိတဲ့ပြဿနာကိုအရင်မရှင်းပေးဘဲဝိလေကြောင်ဘက်လုံနေတာကြောင့်အချီညိုပြက်ဖြစ်နေရတဲ့ခိုင်နှင်းဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီမို vice sally page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လဲကျေးဇူးပါတယ်ရှင် ခန်နေဝေကတော့အကြောင်းမျိုးမျိုးကြောင့်စွန့်ပြေးခံရတဲ့ကလေးသင်ငယ်တွေကိုမွေးစားပေးထားပြီးတော့ပြုစုပေးနေတာမို့ပရိုက်တာမိခင်ကြီးအဖြစ်တောင်မှတင်စားချီးကျူးခံထားရတာဖြစ်ပါရင်ယုံကြည်မှုတွေလည်းများပြားလာပြီးတော့အောင်မြင်တစ်ထပ်အောင်မြင်လာခဲ့တဲ့ခန်နေဝေကလက်ရှိမှာတော့နာမည်ပြတ်ဖို့အလားအလာတွေစတင်လုပ်နေပါပြီပြဒနာအားလုံးရဲ့အစားကတော့မက်ရှလ9ရင်းကအထယ်ကုံသွယ်အလုံးလုံးနေတဲ့အမျိုးသမီးတဦးကခန်နေဝေရောပရိုက်တာအသင်းကိုငွေလွှဲမိခဲ့ပါတယ်အထယ်ကုံသွယ်ကိုလွှဲတာ ကိုအကောင့်မှားပြီးတော့လွှဲမိတာဖြစ်ပါတယ်။သိန်း30မှားလွှဲမိတာဖြစ်ပြီးတော့ချက်ချင်းပြန်တောင်းခဲ့ပေမဲ့နေရှိညာရှိနဲ့ပြန်မလွှဲပေးကြပါဘူး။ဒါအပြင်လွှဲလာတဲ့သိန်း30ကိုခန်နေဝေတို့အတင်းဘက်ကချက်ချင်းဆိုသလိုလူလိုက်ချာဆိုတဲ့ဖြည့်ရှင်းချက်ထွက်လာခဲ့တာပါ။မှားလွှဲမိခဲ့တဲ့အမျိုးသမီးဘက်ကသူမမှားလွှဲခဲ့ကြောင်းကိုတည်တည်နဲ့တကွပြနိုင်တယ်လို့ ဘန်မာလဲအသီးသက်တွေသွားယူပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ခိုင်နေဝေကိုယ်တိုင်မဖြေရှင်းခဲ့ပဲမန်နေဂျာဆိုသူကလှူလိုက်ပြီးမို့မချိန်နဲ့ရင်နေပြည်တော်အထိတက်ချမယ်ဆိုတဲ့စကားတခွန်းထွက်ခဲ့ပါတယ်။သိန်း30အတွက်နေပြည်တော်အထိတရားရင်ဆိုင်ရမယ်လို့အပြောခံလိုက်ရတာမို့အမျိုးသမီးကလည်းဆိုရှယ်မီဒီယာပေါ်မှာရေးတင်ပြီးတော့အသိပေးလာတာဖြစ်ပါတယ်။ အမျိုးသမီးဘက်ကဒီကိစ္စကိုခန်းနေဝေတိကျမတိမှာပါလို့အပြစ်လွတ်အောင်ပြောပေးခဲ့ပါတယ်အခုလိုတင်လာတဲ့ဆိုတော့ဒီမဘက်က သူမရဲ့အချွေနဲ့စာဒိန်း30ကိုပြန်လိုချင်ရုံပါပဲခန်နေဝေကဒီပြဿနာကိုအချက်အလက်တိတိကျကျနဲ့ဖြေရှင်းတာမျိုးကိုအခုချိန်ထိမလုပ်လာသေးပါဘူးငွေမှားလွဲမိတာကိုပြန်မလွှဲဘူးဆိုတဲ့အပေါ်မှာခန်နေဝေနေနဲ့မှားလွဲမိခဲ့တဲ့မရှာထန့်ရွယ်ရဲ့အမားကိုအရင်ဆုံးဖြေရှင်းပေးရမှာပါဒီနေ့ကိုတိမ်ပေါင်းများစွာဝင်နေလို့မဖြေရှင်းပေးနိုင်ဘူးဆိုရင်တောင်အခုချိန်ထိဆိုရင်ရက်ပေါင်း20ကျော်နေပါပြီရက်ပေါင်း20ကျော်နေတဲ့မရှာထန့်ရွယ်ရဲ့ပြဿနာကိုအရင်မဖြေရှင်းသေးပဲအရင် က်ကမားလွဲခဲ့တဲ့ငွေတွေကိုသာဖြည့်ရှင်းပေးကြောင်းလူတိအောင်တက်တည်ပြနေတာပါပြီးခဲ့တဲ့လေးလပိုင်း21ရက်နေ့တုန်းကမားလွဲခဲ့တာကိုသူတို့အသင်းနေနဲ့28ရက်နေ့မှာအလင်းအမြန်ကိုပြန်လွဲပေးခဲ့တာပါသူအနေနဲ့အခုလိုအမြန်ပြန်လွဲပေးတယ်ဆိုတာကိုတခုပြီးတခုတက်တည်ပြနေတာပါလေးလပိုင်းတုန်းကကိစ္စတွေကိုရက်20အတွင်းပြန်လုပ်ပေးကြောင်းလူတိအောင်ချပြနေတာပါဒါကြောင့်မို့အခုမားလွဲထားတာကလည်း မှားလွဲထားတဲ့ရက်ကနေရက်20အတွင်းဆိုရင်သူတို့အနေနဲ့ဖြည့်ရှင်းပေးမှဖြစ်ကြောင်းတက်တည်ချပြနေတာဖြစ်ပါတယ်။ဒါပေမဲ့အမျိုးသမီးကမက်ရှလ9ရက်နေ့ကမှားလွဲတာမို့25ရက်နေ့မှာရက်20ပြည့်မှဖြစ်ပါတယ်။ရက်20မပြည့်ခင်တရက်အလိုအထိခိုင်နှင်းဝီရိုဘက်ကဘာမှတေချာရေရာတာမျိုးမပြောလာတဲ့အတွက်အမျိုးသမီးဘက်ကဆိုရှယ်မီဒီယာပေါ်တင်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ခိုင်နှင်းဝီကသူ့အကြောင်းကိုမဟုတ်တာ ပြောတယ်ဆိုပြီးတော့တရားစွဲမယ်လို့ပါပြန်ပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တရား လည်းခိုင်နေဝင်နေတဲ့လက်ရှိဖြစ်နေတဲ့သိန်း30ကိစ္စကိုသာပွင့်လင်းမြင်သာစွာဖြည့်ရှင်းသင့်တယ်လို့ပြောဆိုနေကြတာပါ။ခိုင်နေဝေကအတိအကဖြည့်ရှင်းသင့်တဲ့အကြောင်းအရာကိုမဖြည့်ရှင်းမဲဝိလေကြောင်ဘက်လုံးနေရလို့ထင်နေကြတာပါ။ခိုင်နေဝေတို့ပရိုက်တာအသင်းက ငွေသိန်းတောင်းချီကင်နေတဲ့အသင်းဖြစ်တာမို့ငွေကြေးပြဿနာကိုအမြန်ဆုံးဖြေရှင်းဖို့စီစဉ်ထားတဲ့လို့ထောက်ပြနေကြတာပါအခုဆိုရင်လူအများကခိုင်နှင်းဝင်ကိုသိပြီးတော့အယုံကြည်မရှိတော့ပါဘူးပရိသတ်ဒီတွေကပဲမဟုတ်ပဲအနုပညာရှင်လောကမှာလူဝင်ဆက်နေသူတရားဖြစ်တဲ့ model agency ကိုကျွန်းလင်ကလည်းခိုင်နှင်းဝင်ကိုအလေးစားမပြတ်ချင်တာကြောင့်သိန်း30ကိစ္စကိုပွင့်လင်းမြင်သာစွာရှင်းပြပါလို့တောင်းဆိုထားပါတယ် ပရိသတ်ကြီးရောခန်းနှင်းဝေကိုယုံကြည်သေးရဲ့လားဆိုတာပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းပရိသတ်ကြီးအတွက်စတဲ့ရဲ့ဒီမိုဗိုက်ဆယ်လီဖိရှ်ကနေပြီးတော့အနုပညာရှင်တွေရဲ့စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားပါမယ်။ Like and Share လေးနဲ့စတဲ့ကိုအားပေးသွားကြပါအောင်ရှင်။